အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဘေးနဲ့ခတ်သိမ်းမကင်းအရာအလုံးကင်းဝေးကြပါစေမြတ်မပြည်သူပြည်သားများလည်းဘေးနဲ့ကင်းရှင်းကြပါစေလူစုမှုကောင်တောင်းလိုက်ပါတယ်တို့6ကြိမ်အတွက်ပေါ့ဗျာမိန်ဩကွက်လေးကျွန်တော်တင်ပေးလိုက်ပါတယ်တို့90ခုနှစ်မှာတို့3ည3ခွန်3 3ည9လို့ရှိတယ် ဲ့3ညကသူဆောင်းမှာ3ည3ခွန်လို့လိုက်ကြတယ်ကြားပြရနဲ့သူဆောင်းရဲ့အောက်မှာခွန်လေး6လို့တဲထားတယ်ဗောလစ်စာကြီးဖရိုင်ညိုအဲ့3ည3ခွန်နေတော့ဆောင်းသွားလိုက်မယ်တဲ့တစ်ချိန်နှစ်ချိန်3ချိန်4ချိန်တစ်ချိန်နှစ်ချိန်3ချိန်4ချိန်မှာခွန်35လို့သူရိုက်ထားတယ်ခွန်၃၅နေတို့အောက်ဆင်းလိုက်မှာပေါ့ဗျာ၁၂၃၄၅၆ခွန်ခုနှစ်ကြိမ်မှာသူက၃၃၉လို့ ရိုက်ထားပါတယ်တဲ့နော်၃၃9နဲ့တော့အောက်ပြန်ဆင်းလိုက်မယ်1 2 3 4 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ဒီနေ့3465ခုမှာ300ခုလို့သူကပြန်တည်ပြထားတယ်ဗျာနော်300ခုအနေမှာကျွန်တော်တို့အောက်ပြန်ဆင်းလိုက်မယ်တဲ့ဒီနေ့345ဒီနေ့3မှာသူ682လို့တခါပြန်တည်ထားတယ်တဲ့နော်682ကနေတော့အပေါ်တက်လိုက်မှာဗျာဒီနေ့3ဒီနေ့345မှာ 960လို့တခါသူကပြန်တည်ပေးထားတယ်အဲ960ကနေတော့တို့တဲ့တဲ့တက်လိုက်ပါဗျာဒီနေ3569ဒီနေ345မှာ930လို့သူကြိုက်ထားတယ်ပေါ့လေအဲ930ကကျွန်တော်တို့ဘယ်ကလာတဲ့930နှုန်းဆိုရင်တော့ပထမဆုံးတည်ထားတဲ့339 3003 6လို့တည်ထားတဲ့ရဲ့ အကျဉ်းသူကဒီခွန်35ကဒီကိုလိုက်ပို့တယ်ပေါ့ဗျာကျွန်တော်ယူဆထားတာတော့93လို့ဒါသူရိုက်ထားတယ်ပေါ့လေနော်ဒါကတော့ကျွန်တော်တို့ပထမကတ်ပေါ့နော် နောက်ထပ်တကတ်သွားကြည့်နောက်ထပ်တကတ်ကလည်း94မှာတယ်နော်တို့ပထမကတ်တိုင်းမှာ815 981လို့သူဇောင်းဆင်းရိုက်ထားတယ်တဲ့နော်အဲ981ဇောင်းရအောင်မှာခွန်64လို့တကတ်သူကလည်းပထမကတ်တိုင်းတည်ထားတယ်တဲ့နော်ပထမကတ်မှာတော့ကျွန်တော်တို့ သုံးသုံးညာခွန်းသုံးညာသုံးခွန်းခွန်း၄၆လို့တည်ထားတယ်ဗောဗျာ။နောက်ဒုတိယကတ်မှာကတော့၈၁၅၅၈လို့တည်ထားပြီးတော့ခွန်း၆လေးလို့ရိုက်တယ်။သူကနေမှာလဲတော့ရည်လိုက်မယ်တဲ့ပထမကတ်တိုင်းဗောလေ။တေး၂၃၄တေး၂၃၄၅၃ခွန်းလို့သူကပြန်တည်ပြထားတယ်တဲ့နော်။ပထမကတ်တိုင်းမှာ၅၃ခွန်းလို့တည်၅၃ခွန်းတော့ပြန်ဆင်းလိုက်မယ်တဲ့တေး၂၃၄၅၆ခွန်းမှာ၃၉၃ဆိုပြီးရိုက်ထားတယ်ဗျာနော်ကျွန်တော်တို့ ပထမကတ်မှာတော့တို့339ဆိုပြီးရိုက်ထားတယ်ပေါ့ဗျာနော်အခုဒုတိယကတ်မှာ393လို့ရိုက်တယ်393နဲ့တော့အောက်ပြန်ဆင်းလိုက်မယ်တဲ့1 2 3 4 1 2 3 4 5 6 9 3 9 9လို့တဲပြန်တဲထားတယ်တဲ့နော်ပထမကတ်မှာလည်းကျွန်တော်တို့3 9 9လို့တဲပြန်တဲထားတယ်အခုဒုတိယကတ်မှာလည်း3 9လို့တဲပြန်တဲ3 9 9အနေနဲ့ကျွန်တော်တို့အောက်ပြန်ဆင်းလိုက်မယ်တဲ့1 2 3 4 5 နှစ်3မှာ268လို့သူပြန်ရိုက်ပေးထားတယ်တဲ့နော်268ကရင်တော့ပေါ်တက်လိုက်မှာပေါ့ဗျာဒီနှစ်3ဒီနေ345ခွန်60လို့တာပရမကတ်တိုင်းမှာတဲပြန်တဲထားတယ်ဗျာဒီမှာလဲပရမကတ်မှာလဲကျွန်တော်တို့ခွန်60လို့တဲတဲထားတယ်အခုဒုတိယကတ်မှာလဲခွန်60လို့တဲပြန်တယ်အဲခွန်60ကျွန်တော်တို့ပေါ်တက်လိုက်တော့မယ်တဲ့နော်ဒီနေ345 6ခွန်10 တော့1 2 3 4 5ဆိုတော့ဒီပွဲပေါ့ဗျာเนาะဒီပွဲမှာကျွန်တော်ခွန်5 3ဆိုပြီးတော့ကျွန်တော်တော့မှန်ထားတယ်ပေါ့လေခွန်5 3တဲ့ဗျာเนาะအဲခွန်5 3လေးကဘယ်ရလာတော့ဆိုကျွန်တော်တို့ပထမတဲထားတယ်7 5 5 7 8ခွန်လေး6ရဲ့အကျဉ်းတူကဒီ5 3ခွန်ဒီကိုလိုက်ပုံပဲပေါ့လေကျွန်တော်တို့ပထမကတ်မှာလဲ3 3 9ခွန်3 3ခွန်လေး6ရဲ့ အကျဉ်းအတူမှာ935ဆိုတဲ့ကဏ္ဍက2000မှာ930လို့လိုက်ပို့သလိုကျွန်တော်တို့ခုဒုတိယကတ်မှာလည်း815 9816 6လေးလို့တည်ထားတဲ့930အကျွန်တော်ခု2025 6ကြိမ်မှာဒါ953ဆိုပြီးကျွန်တော်မှန်းထားတယ်ပေါ့လေဒီနေ့ထက်မှလည်း9ပြိကတ်9ခုစုံတော့နှစ်မှာလည်းနှစ်ကြိမ်ကြရမယ်လို့ကျွန်တော်အရင်ဖိုင်မှာတင်ပြထားပါတယ်ဟုတ်ကဲ့ဒါကတော့ပထမတစ်စိုက်ပေါ့လေ နောက်ထပ်မတူညီတဲ့ညာလို့စိုက်လေးတစ်ဆိုင်နဲ့တွားကြည့်ရအောင်နောက်ထပ်မတူညီတဲ့စိုက်လေးရညာလို့80နဲ့6မှာ834လို့ရှိရပြ834ရနေတော့လို့သူ့ဆောင်ကနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မှာ230လို့ရှိရ230နဲ့အောက်တဲတဲ့ဆင်းလိုက်မယ်ပြ1 2 3 4 5 6 9891087686လို့ရိုက်ထားရပြ။နောက်834 230 86လို့ရိုက်ထားတယ်။ ဲရိုက်ထားတဲ့နှစ်သုံးခွန်ကနေတော့တန်းတန်းကြီးလိုက်ပါပြတ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 6 3 9 9 0ဆိုပြီးသူရိုက်ထားအဲ6 90ဆိုပြီးရိုက်ထားအဲ6 90ရဲ့ဇောင်းလေးကနေတော့ကြီးလိုက်ပါပြ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20ကိုနှစ်မြောက်မှာ9ခွန်3ဆိုပြီးသူကြိုက်ပေးထားတယ်ပေါ့လေဒါကတော့ပထမကတ်ပေါ့နော်ကျွန်တော်ဒုတိယကတ်လို့တွားကြည့်ရအောင် ဒုတိယကတ်မှာလဲတဲ့သူက2004မှာလဲကျွန်တော်တို့ပထမကတ်တိုင်းပဲသူတည်ထားပါတယ်2003လို့တည်ထားတယ်483ရဲ့သူ့ကောက်123မှာ3.9လို့သူကလဲပုံလူပြန်ရိုက်ပေးထားတယ်အဲ့ဒီ3.9နဲ့တော့အောက်ပြန်ဆင်းလိုက်မှာ1 2 3 4 5 6 9 8 9 10 11မှာလဲကျွန်တော်တို့9 6 8ဆိုပြီးပထမကတ်တိုင်းပဲသူတည်ပေးထားတယ်483လို့ရှိတယ် သုံးနှစ်ခွန်လို့ရှိတယ်သူ့အောက်တဲတဲ့အကျေတူမှာလည်းခွန်68လို့ရှိတယ်နောက်ဘမကတ်မှာလည်းအတိုင်ပဲနော်73လေးလို့ရှိတယ်အကျေတူမှာ23ခွန်လို့ရှိတယ်သူ့အောက်တဲတဲ့အကျေတူမှာလည်းရှစ်ခွန်6လို့ရှိတယ်အဲ့နှစ်သုံးခွန်ကနေမှာလာလိုက်ရင်ကျွန်တော်တို့690ဆိုတဲ့ခဏလေးရှိတယ်ပေါ့လေအခုကျွန်တော်နှစ်သုံးခွန်နေကြည့်ကြည့်အောင်ပဲဘမကတ်တိုင်ပဲသူဘဝနေကြည့်လိုက်မယ်တဲ့1 2 3 4 5 6 9 10 9 10 17 17မှာ639ဆိုပြီးတော့ရိုက်ထားတယ်ဗျာနော်အဲ639သူ့ဆောင်းနေတော့ရည်လိုက်မယ်တဲ့1 2 3 4 5 6 9 10ဆိုတော့ဒီဘွဲပဲဗျာနော်ဒီဘွဲမှာလဲတိုက်ဆိုင်နေပေါ့လေ9 5 3 4ဟုတ်ပထမကတ်မှာလဲ6690ကနေ1 2 3 4 5 6 9 10 9 3လို့ရိုက်ထားတယ်ဗျာနော် ုတိယစိုက်မှာလည်းကျွန်တော်တို့1 2 3 4 5 6 9 8 9ကျွန်တော်ကတော့9 3လို့မှန်းထားတယ်ပေါ့လေဒါကတော့ကျွန်တော်မတူညီတဲ့စိုက်နဲ့စိုက်ပေါ့နော်နောက်နောက်ထပ် main site ကြီးပဲနော်ဒီ main site ကြီးကတော့ကျွန်တော်ကျွန်တော်ဆရာကတော့ ZD site လို့နာမည်ပေးထားတာပေါ့လေကျွန်တော်တို့2021 339ခွန်မှာကျွန်တော်ဆရာကတော့69ရာခိုင်နှုန်းကိုသူအမှားခံခဲ့တာပေါ့လေပေါက်သေးတယ်။တကယ်လည်းထွက်သွားပါတယ်ဒါပေမဲ့ကျွန်တော်တို့တို့ ခြေနေကြောင်းကြောင်းကြောင်းအယောများလိုက်ဝဲတိုင်းမိတ်ဆွေတို့ပြီးမှာနော်အခုအဲ့ site ကြီးနဲ့ very site လို့ကျွန်တော်တို့အလွယ်ပေါ့ရသူရဲ့လှုပ်ဆောင်ချက်တဲ့တော့အများကြီးရှိတယ်ပဲနော်ဒါပေမဲ့ကျွန်တော်အကုန်လုံးကြော်လိုက်မိတ်ဆွေတို့ရှင်းသွားအောင်လို့နော်လူရင်းတူရှင်းလေးပဲကျွန်တော်ရလာမယ်ပဲနော်ပထမဆုံး6 4 9လို့ရှိတယ်နော်6 4 9ကနေ1 2 3 4 5 6 9 8 9မှာ6 4 9က6 4 9လို့ပြန်ရိုက်ထားတယ်ဗျာနော် သူမြိုက်ခင်မှာဒီ6 4 9ရဲ့သူကဇောင်းတပင်ကြောင့်မလဲ6ခု6လို့ပုံသူတဲ့ပြန်တဲပေးထားတယ်နော်6 6 4 9က6 4 9လို့ရိုက်ပြီးတော့တော်တို့6ခု6လို့တဲပေးထားတယ်တဲပြီးမှသူကဟိုတဲပုံသူကနန်းလှမ်းပို့ထားတယ်ဗောလေအဲ့ရနေတော်တို့ရည်လိုက်မယ်နော်ဒီ6 4 9လေးကနေ1 2 3 4 5 ဒီနေ့3456789131712646ဆိုပြီးရိုက်တာဗျာเนาะကျွန်တော်တို့ဇီလီပုံစံလေးပေါ့ဗျာ649649646ပေါ့เนาะဒါကျွန်တော်ဆရာတော့ဇီဒီဆိုင်လို့အဲ့လိုရိုက်ထားတယ်အဲ့လိုရိုက်ပြီးတော့အဲ့646ရဲ့သူကဇောင်းမှာလဲဒီနေ့3438ဆိုပြီးတည်ထားတယ်တဲ့ဟောကြံတဲ့ဟာတွေတော့ကျွန်တော်ကုန်ကြော်ခွာလိုက်တော့မှာပေါ့လေ 338လို့တဲ့အဲ338ကရင်တော့တ1 2 3 3နှစ်မြောက်ဆိုတော့သူကနေတဲတဲ့ရည်လိုက်မယ်တဲ့1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20ဆိုပြီးတော့သူရိုက်ထားတယ်တဲ့နော်တော့ကြားရဲရရောကြော်ခွာလိုက်တာပေါ့လေမိတ်ဆိုလို့ရှုပ်ကုန်မှာခွန်33ကနေတော့ဇောင်းဆင်းလိုက်မယ်တဲ့1 2 3 ဒီနေ့3 4 5 6 8 8ကြိမ်မှာကို82လို့သူရိုက်ထားတယ်အဲ့82လို့ရိုက်မယ်ဆိုရင်လည်းသူကဒီမှာနော်တို့ခွန်ထိတ်တယ်နော်၄ထိတ်၈ထိတ်ပဲခွန်၄၈လို့ဇောင်းပြပြီး82လို့ဒက်ရိုက်သွားတယ်တဲ့နော်အဲ့ဒါမှအဲ့နှစ်ကတော့ကျွန်တော်တကယ်ချင်းပေါက်သွားပါလို့ကျွန်တော်တော့မရလိုက်ဒီ82ဆိုတော့ ကနန်နေတော့တက်လိုက်မယ်တဲ့တိ1 2 3တိ1 2 3မှာခွန်53ဆိုပြီးသူရိုက်ထားတယ်တဲ့နော်အဲခွန်53လို့မရိုက်ခင်မှာသူ့ရဲ့ရှေ့မှာလဲကျွန်တော်တို့3ဘိတ်6ဘိတ်1ဘိတ်361ဆိုပြီးသူကနောက်ဘိတ်3လုံးထောင်ပြီးမှာခွန်53ဆိုပြီးရိုက်ထားတယ်တဲ့နော်ကျွန်တော်တို့3နောက်ဘိတ်နဲ့ဆိုလဲဒီမှာ2ဘိတ်6ဘိတ်3ဘိတ်ပေါ့နော်ဒီလိုကလဲသူက263ဆိုပြီးတော့ ပြန်ပြီးတော့နောက်ပိတ်တော့ဇောင်းဆင်းပေးထားတယ်ဇောင်းထိုးပေးတယ်ဒီမှာကျတော့361လို့တည်ပြီး953လို့ရိုက်ထားတယ်ကိုကြီးဒါပထမကတ်လေးပေါ့နော်နောက်နောက်ထပ်တစ်ဆိုင်တော့ဒီအောင်ဒုတိယကတ်လေးဒုတိယကတ်မှာလည်းသူကပထမကတ်တိုင်းပဲတဲ့သူက81လို့တည်ထားတယ်ဗျနော်ဇေဒီပုံလေးပဲပေါ့လေ81ကနေ1 2 3 4 5 6 9 8 9မှာလည်း81လို့ရိုက်ထားတယ်သူမရိုက်ခင်မှာလည်းသူ့ရဲ့ ဆောင်းတပင်ပေါ်အပေါ်မှာတဲ့686လို့သူကလဲပထမကတ်တိုင်းမှာပုံတူတဲတဲပေးထားတယ်ဗောဗျာတဲတဲကြီးမှာ7နှစ်တည်းလေးရကျွန်တော်တို့9နှစ်မြောက်ကို7နှစ်ဆိုတက်ရိုက်တယ်တက်ရတယ်တော့ပထမကတ်တိုင်းမှာရည်ကြည့်အောင်ဗျာအပေါ်မှာလဲသူကပြန်တက်ရိုက်ပေးထားတယ်ဗောလေ1 2 3 4 5 1 2 3 4 5 6 7 9 10 11 12 တင်းနှစ်ရှိဆိုပြီးသူကလည်းရိုက်ပေးထားတယ်ဇေဒီပုံပေါ်ရနော်ဒီပထမကတ်မှာလိုက်နေတော့649 649 646ဆိုရိုက်ထားတယ်နော်ဒီမှာလည်း6နှစ်တင်းနှစ်ရှိတင်းနှစ်ရှိဆိုပြီးရိုက်ထားပါဗျာသူကနေမှာတခါကျွန်တော်တို့သူစောင်းပေးရနေ1 2 3လေးမှာ8 3 3လို့ရှိတယ်ဗျာပထမကတ်တိုင်းမှာသူကရိုက်ပေးထားပြန်တယ်8 3 3ကနေတော့1 2 1 2 3 တုံးနှစ်မြောက်တက်ပြီးအဲ့ရနေရီလိုက်မယ်ပေါ့ဗျာဒါဈားတဲ့ဟာဒီကြော်ခွာလိုက်ပြီနော်ရီလိုက်မယ်ဆိုရင်တနေ3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 20 3 3 9 0ှာ339လို့တို့တို့ပြန်ရိုက်ပေးထားတယ်တဲ့နော်ပထမကတ်မှာတော့ခွန်3ည3ဆိုပြီးရိုက်ထားနှစ်ကြိမ်မြောက်ပြီအခုလည်းနှစ်ကြိမ်မြောက်မှာ339လို့ရိုက်ထားတယ်နော်ဒီဘွဲမှာကျွန်တော်အချီကြီးမရလိုက်ဘူးပေါ့ဗျာ 2021ကျွန်တော်ဆရာ69ရာခိုင်မျိုးဂျန်နက်တောက်တင်တော့အာမခံပြီးတော့တင်ပေးထားရ YouTube မှာအဲမှာကျွန်တော်တို့များလိုက်ပေါ့ဗျာနော်အိုက်ခွန်3ညာ3အနေတော့ဆင်းလိုက်မယ်တဲ့1 2 3 1 2 3 4 5 6 9 10မှာပထမကတ်တိုင်းမှာသူက6 9နဲ့လို့တဲရိုက်ထားတယ်သူမြိုက်ခင်မှာလဲသူက9ထိပ်4ထိပ်နော်တို့8ထိပ်ဆိုပြီး9 4 8လို့ ထိတ်စည်းသုံးလုံးတောင်းဆောင်းထိုးပြီးမှ၈ခုနှစ်လို့တဲရိုက်တယ်ပထမကတ်မှာလည်းအဲ့တိုင်ပဲနော်ကျွန်တော်တို့ခွန်ထိတ်၄ထိတ်၈ထိတ်လို့ထိတ်စည်းသုံးလုံးဆောင်းထိုးပြီး၈ခုနှစ်လို့တဲရိုက်သွားတယ်ဒီမှာလည်းကျွန်တော်တို့အဲ့တိုင်ပဲခွန်ထိတ်၄ထိတ်၈ထိတ်ပဲ၈ခုနှစ်လို့တဲရိုက်သွားတယ်ဒီပွဲမှာကျွန်တော် တကယ်ချင်းကတော့ရသွားတယ်ဘောလေကျွန်တော်တော့မရလိုက်အဲ့ရှိခုနှစ်ကနေတော့ပေါ်ပြန်တက်မယ်ဗျ1 2 3 1 2 3 4ဆိုဒီပွဲပေါ်ပြန်နော်ခွန်5 3လို့ကျွန်တော်မှန်းတယ်။သူမကြခင်မှာလဲဒီမှာလဲကျွန်တော်တို့ ခွန်93လို့ဒဲရိုက်ထားတယ်ဗျ။ तू မကြခင်မှာလဲ तू ကနောက်ပိတ်3လုံး361လို့နော်။နောက်ပိတ်3လုံးထောင်နေ263လို့စောင်းထိုးထားတယ်ဗောဗျာ။ညတို့နားလေးမှာလည်းနဲ့ရှုပ်နေမလားမသိဘူးနော်။ကျွန်တော်ဒီဘက်ကလေးနဲ့ပြလိုက်။ဒီမှာခွန်93လို့ तू ကရှိရဗျာနော်။ तू မကြခင်မှာလဲဒီမှာ361လို့နောက်ပိတ်3လုံးထောင်နေတခါ263လို့နောက်ပိတ်3လုံးစောင်းထိုးထားတယ်ဗောလေ။ အခုလဲကျွန်တော်တို့အဲ့တိုင်းဖြစ်မယ်ဆိုရင်တဲ့ဒီမှာ361လို့ကျွန်တော်တို့နောက်ပိတ်သုံးလုံးထောင်ထားရပြ361လို့ထောင်လဲ263လို့နောက်ပိတ်မှာတူသည်263လို့ဆောင်းထိုးမှာပဲပြအဲ့တော့361နောက်ပိတ်သုံးလုံးထောင်263ဆောင်းထိုးကျွန်တော်953လို့ဒီဘက်ကိုတည်မှန်းထားတယ်ပေါ့လေ953ဘွေးကနေဆိုင်လဲဆရာတော်တော်များများတင်ပြထားကြတယ်နော် ုတ်ကဲ့ဒါတော့ကျွန်တော်တို့မတူညီတဲ့ဆိုင်လေး၃ဆိုင်ပေါ့နောက်ထပ်ကျွန်တော်မတူညီတဲ့ဆိုင်လေး၂ဆိုင်သွားကြည့်အောင်နောက်ထပ်မတူညီတဲ့ဆိုင်လေး၂ဆိုင်ကတဲ့ကျွန်တော်တို့ဘယ်မှာလာအောင်ဆိုရင်ဒီထဲမှာနည်းနည်းတော့ရှော့ပဲကျွန်တော်ပန်းရောင်လေးနဲ့ချေထားတယ်ဗျာနော်89နဲ့9ခုနဲ့မှာကျွန်တော်တို့85လို့သူတဲတဲတယ်ဗျာနော်85လို့တဲတယ်သူ့ဘောက်တဲတဲဆင်းပဲဗျာ1 2 3 4 5 6 7 8 9 37စနစ်73 74မှာ268ရေလို့တဲတယ်ဗျနော်69 268ပေါ့ဗျအဲ့69နေတော့ပေါ်တက်လိုက်မယ်တဲ့123 123 3မှာ33ခွန်လို့ရိုက်ထားနော်33ခွန်နေတော့သူဆောင်ကနေရည်လိုက်မယ်ဗျ12 3ချိန်မှာနေတော့8ခွန်ခွန်လို့တခါပြန်တဲထားတယ်ဗျနော် အဲ့ရှိခုခုရဲ့ကျွန်တော်တို့ဇောင်းကနေမှာကြီးလိုက်မယ်တဲ့1 2 3 4မှာ5ခွန်3ဆိုပြီးတာ သူရိုက်ထားတယ်ပေါ့လေဒါပထမကတ်ပေါ့နော်ဒုတိယကတ်တော့ကျွန်တော်ဒုတိယကတ်မှာကျွန်တော်2016ပေါ့ပထမကတ်တိုင်းမှာ1 2 5လို့တဲတဲထားတယ်ပြ1 2 5နေတဲ့တဲ့အောက်စင်လည်းမြဲ1 2 3 4 5 6 7 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 mà lẽ 26 rồi đề ra được ปรมากัดได้หมดเลย အရှင်နေငါနေတော့ပေါ်တက်လိုက်ပြီတေးနေ3တေးနေ3မှာဒါတုံညာခွန်3ဆိုပြီးရိုက်ထားတယ်ပဲနော်တုံညာခွန်3ဆောင်းပေးရဒီမှာတေးနေ3မှာခွန်ရှိခွန်လို့သူကလည်းတဲပေးထားပြန်တယ်ခွန်ရှိခွန်ရဲ့ဆောင်းကဒီမှာကျွန်တော်တေးနေ3လေးဆိုဒီပွဲပေါ့ဗျာဒါခွန်5ဆုံးပထမကတ်မှာတော့ကျွန်တော်တို့5ခွန်3ဆိုပြီးရိုက်ထားတယ်ပေါ့ဗျာနော်တုံညာ3ခွန်တေးနေ3ရှိခွန်ခွန်သူ့ရဲ့ဆောင်းတေးနေ3လေးမှာ5ခွန်3လို့ရိုက်ထားတယ်နော်ဒီမှာလည်းကျွန်တော်တို့ရှိနေ5 တင်းနေ3တင်းနေ3 3ည3 3ခွန်3တင်းနေ3မှာခွန်8ခွန်သူကနေမှာတင်းနေ3 4ဆိုတော့ဒီပွဲမှာကျွန်တော်ခွန်93လို့မှန်းထားတယ်ပေါ့လေဟုတ်ကဲ့နောက်ဆုံးဖိုင်လေးနေနဲ့ကျွန်တော်တွားကြည့်အောင်နောက်ဆုံးဖိုင်လေးဒီဖိုင်ရဲ့အဆက်လေးပါနော်90နဲ့နှစ်မှာလင်းနှစ်ရှိလို့ရှိရပြန်နော်သူမရှိခင်မှာသူ့ရဲ့ရှိမှာတော့နှစ်ထိတ်6ထိတ်၄ထိတ်၄ထိတ်လို့သူက ထိတ်စည်းလေးလုံးလှည့်လိုက်ဗျနှစ်6 4လို့ထိတ်စည်းလှည့်တယ်တဲ့နော်ပြီးရင်6ထိတ်7ထိတ်3ညထိတ်3ထိတ်ဆိုပြီးတော့6 8 3ည3ဆိုပြီးထိတ်စည်းလေးလုံးကလည်းတကားဇောင်းထိုးထားတယ်တဲ့နော်အဲ့လိုဇောင်းထိုးထားပြီးမှနှစ်6 4ရဲ့ဒီဇောင်းမှာမှ၄နှစ်8ဆိုပြီးကဏ္ဍလေးကကြိုက်ထားပါတယ်တဲ့နော်အဲ့လေးနှစ်ရှိဆိုတော့ကဏ္ဍလေးအောက်တက်တဲ့ဆင်းလက်ပဲဗျ။1 2 3 4 5 6 9 10 9:30စနစ်7 3 4ခွန်ခွန်ရှိဆိုပြီးသူရိုက်ထားတယ်ပေါ့ကြောနော်။နောက်၄နှစ်ရှိရှိတယ်ခွန်ခွန်ရှိရှိရဲ့နော်။၄နှစ်ရှိရဲ့ပြီးမှ2 644လို့ထိပ်စီလေးလုံးလှဲတယ်6 8 303လို့ထိပ်စီလေးလုံးဆောင်ထိုးတယ်နော်။အဲဆောင်ထိုးတဲ့ကျွန်တော်တို့တုံညာထိပ်စီကနေစကြည့်လိုက်မှာပေါ့ကြော။1 2 3 4 5 6ခွန်8 ရှစ်ကြိမ်မှာ364လို့သူရိုက်ထားတယ်ဗျာနော်364လို့ရိုက်ထားတယ်အဲ364ရိုက်တဲ့ချိန်မှာကျွန်တော်တို့ကဘာလို့တွားပြီးတော့တွေ့တော့ဒီထိပ်စီးသုံးလုံးပေါင်းလိုက်တာကျွန်တော်တို့ကတုံညလို့ရတယ်ဗျ6 8 3 3ကတုံညဗျာ5 9 6ကလည်းတုံညလို့ဖြစ်တယ်6 9 4ကလည်းတုံညလို့ကဏ္ဍ3ခုပေါင်းခြင်းကတုံည3လုံးဖြစ်ခြင်းနဲ့လာညီနေပေါ့ဗျာတုံညထိုင်ဖြစ်ခြင်းနဲ့ညီနေ ါသူ့ကိုဘယ်အလေးကထောက်ပေးထားတော့ဆိုရင်အဲ့3 6 4ကနေကျွန်တော်တို့1 2 3 4 5 6 6ကြိမ်မှာသူက3 9 9ဆိုပြီးတော့လဲသူကထိပ်စီးသုံးလုံးထောင်ပြီးမှလှမ်းထောက်ပေးထားတယ်ပေါ့ဗျာ။ပေါင်းရင်းကနန်းရလက်က3 9 3လုံးဖြစ်နေတယ်ပေါ့နော်။ဟုတ်ပြီဒုတိယဆိုင်ယူသွားကြည့်အောင်နော်။ဒုတိယဆိုင်မှာလည်းတော့2019မှာတဲ့ပထမကတ်တိုင်းပဲသူက2644လို့ထိပ်စီး၄လုံးလှဲလိုက်တယ်ဗျာ။နော်ဒီမှာကျွန်တော် နှစ်ချလေးလေးလို့ထိပ်စီလေးလုံးလှဲသွားပြီအနော်လှဲပြီးတော့6 8 3 3ဆိုပြီးတော့လဲထိပ်စီလေးလုံးဇောင်းထိုးသွားပြန်တယ်တဲ့နော်အဲ့လိုဇောင်းထိုးပြီးမှကျွန်တော်တို့7 4ဆိုတဲ့ကဏ္ဍလေးကြာထားပါတယ်တဲ့နော်7 4ကြာပြန်တယ်သူ့ကတဲတဲ့ကြီးလိုက်မယ်တဲ့1 2 3 4 5 6 9 10 11 12 13 14မှာလဲ ခွန်ရှိခွန်ဆိုပြီးတော့ပထမကတည်းကတည်ပေးထားပါတယ်နော်အဲ့လိုရှင်းနစ်လေးခွန်ခွန်ရှိခွန်လို့တည်ထားပြီးတော့683လို့စောင်းထိုးထားတဲ့၃ညထိပ်စီလေးကနေရည်လိုက်မယ်တဲ့1 2 3 4 5 6 8ဆိုတော့ဒီပွဲပေါ်ရနော်နောက်ပထမကတ်မှာလဲ6 8 3ည3ဆောင်ထိုးတဲ့3ညနေ1 2 3 4 5 6 8 364ဆိုတော့ကဏ္ဍလေးကြာထားတာပေါ့လေ364လေးရပေါင်းရင်ကတော့3သုံးလုံးဖြစ်နေပါဘောနော်ဒီမှာလည်းကျွန်တော်တို့3ထိပ်ကြ1 2 3 4 5 6 9 10အဲ့တော့ကျွန်တော်တို့ဒီပွဲပေါ့ဗျာဒီပွဲကိုကျွန်တော်တို့အဲ့လိုပေါင်းရင်းလေးဖြစ်အောင်ဆိုရင်တဲ့364လို့ကျွန်တော်တို့3သုံးလုံးပေါင်းရင်းဖြစ်အောင်ဆိုရင်ပထမဆုံးပထမသူ8 6 4လို့ထွက်ထားတယ်ဗျာနော် ပြီးရင်9 6လို့ထွက်တယ်ဗျာနော်တော့3ည3လုံးဖြစ်အောင်ပေါင်းရမယ်ဆိုတော့ခွန်ထိတ်နော်3ညဖြစ်အောင်ပေါင်းမယ်ဆိုတော့9ထိတ်9ခါ3ညဖြစ်အောင်ပေါင်းရမယ်ဆိုတော့3ဘိတ်ခွန်9 3ဆိုမှကျွန်တော်တို့ပေါင်းရင်3ည3လုံးညီမယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ရှင်း၅ခွန်ပေါင်းလိုက်တာက၃ည 665ပေါင်းလိုက်တာက3ညကျွန်တော်တို့433ပေါင်းလိုက်တာ3ညဆိုတော့ကျွန်တော်တို့953လို့ဒါထဲမှာပေါင်းချင်း3ညသုံးလုံးညီမယ်ပေါ့ဗျာနော်အဲ့သူအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဘက်ကို953လို့ရွေးချယ်ထားတာပါနောက်တစ်ခါခုနရဲ့အဆက်လေးပဲနော်လင်းနစ်ရှိရှိတယ်ခွန်ခွန်ရှိရှိတယ်အဲ့ခွန်ခွန်ရှိကသူ့ရဲ့တနည်းနှစ်နှစ်သုံးနှစ်မြောက်မှာသူကတခါပြန်လိုက်ထွက်တယ်ပေါ့ဗျာ ပြန်လိုက်ထွက်တော့ဘယ်တောက်တွေနဲ့ထွက်တော့စောစောကျွန်တော်ပြတဲ့3038 6 8တောင်းနဲ့ထွက်တယ်။အဲ့တော့အဲ့ရှိခုံခုံကနေတော့တို့1နေ34ချိန်မှာ9ခုံ3လို့ရိုက်တယ်ပေါ့ဗျာနော်။အခုကျွန်တော်ပေါင်းချင်းရလက်ကလည်းခုံ9 3လို့ဖြစ်တယ်ဒီမှာလည်းအဲ့တိုင်းပဲနော်6နေ8ရှိတယ်။ခုံ8ခုံ8ဒီကနန်းလေးကလည်း3နှစ်မြောက်ကိုသူလည်းပြန်လိုက်ထွက်တာ1နေ3 3နှစ်မြောက်မှာသူပြန်လိုက်ထွက်တယ်တဲ့ထွက်တော့လည်းခုနကကျွန်တော်ပြတာ3ည3ခုံ8နှစ်9 26တောက်တွေနဲ့သူပြန်ကြတယ်ပေါ့လေ။ तू ကနေရည်မယ်ဆိုရင်လည်းဒီပွဲမှာ तू က953လို့ရိုက်ပေးထားတယ်ပေါ့ရနော်။တို့ခုန361ထောင်း263ဆောင်းထိုးရမှာလည်း3နောက်ပိတ်ဖြစ်နေတယ်။တို့ခုပေါင်းရင်0ရလက်ဖြစ်အောင်လဲတို့953လို့ထဲမှာဒါလင်းပေါင်းရင်3ညထွန်ဖြစ်မှာပေါ့ရနော်။အဲဒါကြောင့်မို့ဒီပွဲကို953ဆိုပြီးကျွန်တော် main ကွက်လေးတင်ပေးလိုက်ပါရပေါ့ရနော်။အားလုံး ချဲစုကြီးပေါကြပါသေးမြန်မာပြည်နိုင်ငံလူနိုင်ငံသားလုံးလဲဘေးရန်တကင်းရှင်တော်ဘေးရန်တယ်မှာလဲကင်းရှင်ကြပါသေးလို့စုမုံအောင်တောင်းလိုက်ပါတယ်ကျွန်တော်တင်တဲ့ကဏ္ဍတွေကိုမိတ်ဆွေတို့ကြိုက်မှထိုးကြပါနော်ကျွန်တော်ကျွန်တော်မြင်တာလေးကိုချပြထားတာပါကျွန်တော်ဒီပွဲမှာချပြမှာကဏ္ဍလေးတော့ရှိရပေါ့လေကျွန်တော်ဘာကဏ္ဍနေတုံးဆိုရင်ဒါခွန်ကားတုံးကတော့ကျွန်တော်မိန်ပေါ့ဗျာခွန်ကားတုံးမိန် နော်ခွန်ကတော့တော့မင်းဒုတိယဟိုတနေ့တင်ပေးထားတဲ့ကျွန်တော်ခွန်30ရတော့တူပေါ့ဗျာနော်တုံညာအဲ690လို့ပါလို့ကကျွန်တော်တတိယအော်ဝက်နေနဲ့မှန်းထားတာပေါ့လေနောက်ထပ်အရန်ွက်လေးလည်းရှိတော့ရှိပါတယ်နော်အရန်ွက်လေးတွေကတော့ကျွန်တော်တော့တင်ပေးခြင်းမဲ့မိတ်ဆွေတို့ကနန်းများမှာဆိုလို့တင်မပေးတော့ပါဘူးကျွန်တော်ပါတုတ္တပေါ့နော် ခွန်93အပခွန်300အတူ690အတပေါ့လေနောက်ထပ်အရန်ကွက်တွေတော့ရှိတာပေါ့ဗျာအရန်ကွက်တွေကတော့ကျွန်တော်မတင်ပြီးတော့ပါဘူးတကယ်လို့တိုက်ဆိုင်တဲ့ကဏ္ဍလေးပါလို့မိတ်ဆွေတို့ထိုးခြင်းနဲ့ဆိုရင်လဲကျွန်တော်တင်ပြီးလိုက်လို့တော့ရတယ်ပေါ့လေကျွန်တော်ထိုးမှာတော့နောက်ထပ်အရန်လေးတွေကတော့ကျွန်တော်တို့မွေးကဏ္ဍဖြစ်တဲ့96တို့နော်6 4တို့ နောက်ထပ်ပါးရှိသေးတယ်ကျွန်တော်ရန်ကန်တွေကတော့နည်းနည်းလေးတော့များတယ်ဗျမိတ်ဆွေတို့များနေမှာဆိုလို့ကျွန်တော်တင်မပေးတော့ဘူးအဲ9 6ရဲ့6 4လေးရဲ့တော့အရန်လေးထည့်ထိုးခြင်းထိုးကြပေါ့လေရှိပါတယ်ဗျာနော်5 4 3လို့ကျွန်တော်အရန်နေတယ်မှာဒါအရန်ကန်နေတယ်ပေါ့လေနော်မှန်ထားတဲ့အရန်နေတယ်5 4 3လို့ရှိတယ်9 6ရှိရဲ့6 4ရှိတယ် ဒါပေမဲ့သူတို့ကြိုက်တယ်ဆိုရင်လည်းခွန်93မေခွန်30တု690တဘောလေ690စိုက်ကတော့မပြတော့ဘူးအချိန်ရှိတော့ကျွန်တော်ဒီမှာ internal line တွေမကောင်းတော့တင်ရတာလက်ခတ်ခဲရပြ96တို့61လေ96ကတော့မွေးဆိုင်လည်းရှိပါဗျာတော့ပြထားပါ61လေးတို့အားလေးတော့တော့ကျွန်တော်အရန်ကနန်းနေပေါ့လေအရန်ကနန်းနေရလဲ ၄၅၆ဘလောက်တော့ရှိတယ်ဒီထဲမှာတော့ကျွန်တော်တင်ပေးထားပါဦးကဲအားလုံးကံကောင်းရဲ့ချဲသူကြီးပေါကြပါသည်ဗျာ